မွန်ဂိုတရုတ်ဝိုင်းရန်လို့တော့ကြည်တုံမခံထွက်ပြေးပြန်သည်ငရတိဟာပတိမင်းကိုကန်တရုတ်တိုက်မထုံနိုင်တိယုတ်ပြည်မှတောင်းမှန်ရပြီးဝင်ကြလာရှိုးစိုးမှုနိုင်ရမအားလာသည်မြမပြည်ပေါ့တရုတ်ကြောင့်မင်းနမေကောင်းရတဲ့မင်းတပါမဟုတ်ချေမင်းဆိုမညစ်အဖြစ်သာကြော်စောခဲ့တယ်စိတ်ချမ်းကိုချမ်းရှိသူဖြစ်လို့ဘလူးဘဝကလာတယ်လို့ပူရဆရာတို့ကဆိုကြတယ် အမျက်ဒေါသလွန်ကဲပြီးတက်ဖြတ်ကွံ့မျက်စီရင်မှုများများစွာပြုလုပ်ခဲ့တဲ့သူလည်းဖြစ်တယ်။အစာကျူးသူအဖြစ်လည်းထင်ရှားတယ်။ဟင်းခွက်300ဖြင့်ပွဲတော်တီလေးရှိကြောင်းလည်းဆိုကြတယ်။အထက်စာသားတွေကမြမရာဇဝင်လာတရုတ်ပြည်မင်းနရတီဟာပတိခေါ်မင်းခွေးချီအကြောင်းကို ရေးသားထားတာတွေပါ။တရုတ်ပြည်မင်းအမည်တွင်ပုံကပကံကိုမွန်ဂိုတရုတ်တပ်တွေလာရောက်ဝင်ရံစဉ်ပြည်မြို့အနောက်ဘက်လှဲကြကို ထွက်ပြေးတင်းရှောင်ခဲ့တာကြောင့်ပါတရုတ်ကြောက်သေးထွက်၍ပြေးတရုတ်ပြည်မင်းခေါ်ပေ၏အခုလဲအာနာတိုင်းစစ်ကောင်စီကောင်းဆောင်မအားလာဟာနမဲဆိုးနဲ့ကြော်ကြားနေပြီရှေးစကားနဲ့ဆိုမအားလာဆိုဝင်စတဲ့ဗိုလ်ချုပ်ကြီးတွေဟာမင်းဆိုးမင်းညစ်တွေပဲခေစကားနဲ့တော့စစ်အာဏာရှင်ကြီးတွေပေါ့မာဖီးယားကြီးတွေပေါ့စစ်ရာဇဝတ်ခိုင်းကြီးပေါ့ကျန်းတန်းဒေါသလောဘကြီးကြသူတွေပါစာတင်ကြောင်းငယ်ကလေးတစ်ဆောင်ကို ပေါင်900ဘုံကြီးတွေနဲ့ငလင်ဖြစ်နေတဲ့ကာလတွေမှာရက်ဆက်လွန်စွာဘုံကျဲပစ်ခတ်တက်ခိုင်းနေကြသူတွေပါစစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာဘုံမူးကျုံ6ဦးလက်နက်ချရတဲ့အထိတိုက်တိုင်းရှုံတက်မတော်ကြီးရဲ့အကြီးအမှုတွေပေါ့။ဘာရှုံမျိုးလေးပြန်ရဖို့တေယုအစိုးရကိုဖားရတောင်းမန်ရကြောက်ရသူတွေပေါ့။တေယုမကောင်းကြောင်းမပြောဖို့နှုတ်ထွက်ပြောသူကမအားလာပေါ့။ကြောက်တာလဲလွန်းလွန်းပါကြောက်လွန်းပါ။လာရှုံရဖို့လေ လာရှိုးကိုရဖို့တရုတ်အစိုးရကမက တစ်တုံညာနှစ်ခွန်ဆစ်ချင်းကြီးမှာလက်ဆွမ်းပြထားတဲ့ညီနောင်သုံးဘော်တွေကကိုကန်တရုတ်ကိုလည်းကြောက်ရတာပါပဲ။ဒါကြောင့်လဲတွေးဆုံဆွေးနွေးစဉ်က ကိုကန်တရုတ်ဘက်ကမင်းတို့ရှစ်ကောင်စီလာရှိုးမြို့ထဲမှာပဲနေရမယ်။ငါတို့ကိုကန်ကရှင်ရှင်ဘုံခါနေစနေမယ်ဆိုတာကိုလက်ခံခဲ့ရတာပေါ့။ဒါကြောင့်ကိုကန်တရုတ်ကိုကြောက်လို့ငါတို့စစ်တပ်ကဘုံမကျဲပါဘူးဆိုတာအာမခံခဲ့ရတာမဟုတ်လား။ ကိုကန်တရုတ်ကိုကြောက်လို့တရုတ်အစိုးရကိုယုံလာထိုင်ခိုင်းထားတာမဟုတ်ဘူးလားဒါကြောင့်အာနာသိန်းစစ်ကောင်စီကတရုတ်ကြောင့်မင်းပေါ့တကယ်အပြတ်နောက်ဆုံးဆက်ကနရတီဟာပတိမင်းတရုတ်ပြည်မင်းဆရာနာရှင်မင်းဆက်နောက်ဆုံးဖြစ်လာနိုင်ခြင်းအများကြီးရှိနေတဲ့စစ်ကောင်စီမအာလာတို့ကတရုတ်ကြောင့်မင်းလွန်ခဲ့တဲ့နှစ်ပေါင်း250ကရာဇဝင်လာတရုတ်ပြေးမင်းနဲ့လက်ရှိတရုတ်ကြောင်မင်းစစ်ဘိုလ်ချုပ်တွေအကြာ တူညီပုံကလေးများကိုနှိုင်းရှင်ပြီးဆက်ပြောပြပါမယ်။တရုတ်ကြောက်သူပကံနောက်ဆုံးမင်းနရတီဟာပတိမှာပကံမင်းဆက်များစွာတွေက နောက်ဆုံးမင်းဖြစ်ထင်ရှားတယ်။ထိုမင်းလက်ထက်မှာပကံပြည်ကိုကုဖလိုင်ခန်ရဲ့မွန်ဂိုတပ်တွေကျူးကျော်ဝင်ရောက်လာတာကြောင့်နှစ်ပေါင်း250ဝန်းကျင်တပ်တန်းရှိခဲ့တဲ့ပကံအင်ပါယာကြီးပြိုကွဲခဲ့တယ်။မြမတမိုင်းမှာတရုတ်ပြည်မင်းလို့၎င်းမင်းခွေးချီလို့၎င်းတိမှတ်ထားကြတဲ့ ဘရင်တစ်ပါးဖြစ်တဲ့နရတိဟပတိမင်းကိုဦးဇနာမင်းနဲ့မိဖုရားစုလေထုံတို့မှ 23AB 1283မှာဖွားမြင်ပြီးပကံထီးနှန်းကို AD 1256 1289ကာလအတွင်းစိုးဆန်သွားခဲ့တယ်။နရတိဟပတိမင်းဟာအဖိုးဖြစ်သူပဘုတ်တဲကြီးရာရည်စူးလျက်ပဘုတ်ပထိုးတော်ကြီးတီထားခဲ့ရမှာပဘုတ်ပထိုးတော်ဒါရကားလို့လည်းအမည်တွင်ခဲ့တယ်။အများကမင်းခွေးချီလို့ဆိုကြတော့လေ အမည်မှန်မှာမင်းခွေဖြစ်တယ်။ငယ်ရှင်ကခြေဆက်တတ်သောယောဂရှိသဖြင့်အရာတွေတွင်အငြင်းတန်းခွေနေတတ်သောကြောင့်မင်းခွေဟု၏အဆိုပြုတယ်။တရုတ်ပြည်မင်းလိုအမည်တွင်ရခြင်းမှာပကံကိုမွန်ဂိုတရုတ်တပ်တွေလာရောက်ဝန်းရံစဉ်ကပြည်မျိုးအနောက်ဘက်လှဲကြကိုထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့်ဖြစ်တယ်။ကျင်းနမည်ဖြင့်ပထမဆုံးသုံးလုံးမှတ်တမ်းတင်ထားတဲ့ကြောက်ရှာမှာ AD 1342ခုနှစ်ထိုးချောင်းဦးတမန်စာတာကြောက်ရှာဖြစ်၍ ကျောက်စာကျောင်းရေးစက်တုံးတွင်တရုတ်ပြည်မင်းကြီးလို့ရေးထူထားတယ်။ခေတ်သစ်သမိုင်းဆရာများကမှနာတီဟာပတိမင်းကို စီသူလေးလို့လည်းခေါ်ဝေါ်ကြတယ်။ထို့သူခေါ်ဝေါ်ရခြင်းမှာနာတီဟာပတိမင်းကစီသူဘွဲခံယူထားတဲ့ပုဂံမင်းများမှာလေးပါးမြောက်ဖြစ်ထားကြောင်းဖြစ်တယ်။ကျောက်စာများအရာထိုမင်းရဲ့ဘွဲကိုအုတ်စနားဟုလည်းတုံုံကြောင်းသိရတယ်။တရုတ်ကျောက်သူနောက်ဆုံးဆရာနာရှင်နာတီဟာပတိတရုတ်ကျောက်ပြီးပုဂံပြက်ခဲ့ရတယ်လို့ မာအလာတို့တရုတ်ကြောက်ပြီးဆညာနာရှင်မျိုးဆက်ပြတ်ပါတော့မယ်။အာနာမသိန်းခင်ကလပိတစ်ခွက်ကျက်300ကနေအခု1500ဖြစ်နေပြီ။စီးပွားပြတ်ပြီးငတ်ကုန်ကြပြီ။ငတ်ရင်အသေးမခံတိုင်ရင်သာအသေးခံတော့မြည်ထုံပြည်သူတွေတုံးကြတော့မြည်။စစ်တပ်ထဲကစစ်သားတွေစစ်ထောက်ခံသူတွေပင်မာအလာတို့တကူအာနာကို အထင်သေးလာနေကြပါပြီ။တိုက်တိုင်းရှုံးနေတာတွေမကက ကိုတက်ကိုအထက်ကပြန်မကြည့်ဘူးကွာဆိုတဲ့အတန်တွေစူညံနေပြီ။နေကြီးတွေလည်းတော်လိုင်းကြီးဘက်ကိုတစားတစားဖဲ့ဖဲ့ပေးလာနေတာတော်တော်များနေပါပြီ။အခုနောက်ဆုံးကတော့လာရှိုးကိုပြန်သိမ်းနိုင်လိုက်တာပါပဲ။မာလာတို့တော်တော်လေးကိုနမဲပြက်သွားပြီ။မြမတက်မတော်ကအင်းနဲ့အားနဲ့တတိနဲ့ဗျက်တိနဲ့လာရှိုးကိုပြန်သိမ်းလိုက်တာမဟုတ်လို့ပါပဲ။တော်တော်ကိုတိတ်ခါကြပါရဲ့။ လာရှိုးပြန်သိမ်းဖို့ကို တရုတ်ကို ရှင်ခိုးမတက်တောင်းမှန်အကူအညီ တောင်းပြီးမှရခဲ့တာကိုတက်ထောက်ခံသူတွေကတော့အဘလို့တော်တော်အဖက်တွေရော့ပြီးဆိုပြီးအော်နေကြပြီအချင်းတွေကຫນွေဦးတော်လန်ကြီးကဒီရေမြင့်တဲ့ဆရာနာရှင်တရုတ်ကြောက်တို့ကဖုတ်လိုက်ဖုတ်လိုက်တရုတ်ပြည်မင်းနရတီဟာပတိကိုမင်းခွေးချီခေါ်တယ်လို့မဟာလာတို့ကလည်းတယောက်ကျုပ်မင်းလို့ခေါ်နေကြပြီခုမှကြောက်တီမဟုတ် ကြံ့ဖွတ်အစိုးရကလည်းကြောက်ခဲ့တာပဲကြံ့ဖွတ်ကတော့ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအတင်းပြည်ခိုင်ဖြိုးကိုခေါ်တာပါစစ်တပ်ရဲ့ပါတီပါတပြည်လုံးကတော့ကြံ့ဖွတ်ပဲခေါ်ကြပါတယ်ကြံ့ဖွတ်ရဲ့တမရယုံဝင်ကြီးဗိုလ်ချုပ်အောင်မင်းက2012ခုနှစ်မှာတရုတ်ကိုကြောက်ရအောင်ဝန်ခံလိုက်ပါတယ်ကြံ့ဖွတ်အစိုးရအနေနဲ့အိန်းနီးချင်းတရုတ်နိုင်ငံအစိုးရကိုကြောက်နေရတယ်လို့တမရယုံဝင်ကြီးဗိုလ်ချုပ်အောင်မင်းကပြောခဲ့တာပါ စကိုင်းတိုင်းမုံရွာခရိုင်ဆားလင်းကြီးမြို့နယ်လက်ပလောင်းတောင်ကျေးနီစီမံကိန်းရပ်ဆိုင်ဖို့ဆန္ဒပြနေကြတဲ့ရွာသားတွေကိုဝင်းကြီးပို့ချုပ်အောင်မင်းကပြောခဲ့တာကို2012ခုနှစ်နိုဝင်ဘာလ23ရက်နေ့က DVB မှာထုတ်လွှင့်ခဲ့ပါတယ်။ဝင်းကြီးပို့ချုပ်အောင်မင်းကလက်ပလောင်းတောင်ကျေးနီစီမံကိန်းကဖြတ်သိမ်းရင်ရော်ကြီးဒေါ်လာဘီလီယံချီပေးရမှာမို့မဖြတ်ဘူး။တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ်ကျေးဇူးရှိပြီးမြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားတာကြောင့်မြန်မာနိုင်ငံကိုတရုတ်နိုင်ငံကအတော်ဆိတ်ဆိုးနေပြီးမြန်မာကျန့်ဖို့အစိုးရဟာတရုတ်ကိုကြောက်နေရကြောင်းဗိုလ်ချုပ်အောင်မင်းကတန်ဃာတော်တွေအပါအဝင်ဒေသခံတွေကိုပြောသွားခဲ့သေးတယ်။တရုတ်ကိုလည်းတပည့်တော်တို့ကကြောက်ရတယ်ဖျား။နှစ်ချက်ရှိတာပေါ့။1988ခုနှစ်တိုင်းပြည်ပြတ်တဲ့အခါမှာတပည့်တော်တို့စားစရာမရှိဘူး။စားစရာမရှိတဲ့အခါမှာ တရုတ်စီကနေမူဆယ်လမ်းကြောင်းကနေတွင်းရတယ်။တွင်းရတဲ့အခါကျတော့မူဆယ်လမ်းကြောင်းကတွင်းလို့တပည့်တော်တို့အသက်ဆက်လို့ရတယ်။အဲ့ဒီဂျေဇူးလေးတော့သူ့ကိုပြန်ပြီးတော့ကြည့်ရမယ်လို့တိတိကျကျပြောခဲ့တာပါ။တရုတ်နဲ့လည်းရမဖြစ်ရဲဘူး။တရုတ်နဲ့စိတ်ဆိုးသွားလို့ရှိရင်အကယ်၍တရုတ်ကနေဆက်ဒေသတွေမှာပိုကနေထောက်ပံ့ဒီကနေထောက်ပံ့လုပ်နေရင်စီးပွားရေးလုပ်ဖို့အတွက်ကိုနောက်ကိုပြန်လှည့်ကြည့်နေရမယ်။ ဒါကြောင့်မလို့အရင်တုန်းကလုတ်ခဲ့တဲ့ဒီညစ်ဆုံစီမံကိန်းတော်တပည့်တော်တို့ကိုတရုတ်အစိုးရက တော်တော်စိတ်ဆိုးနေပြီလို့ကျန်းဖို့ဝင်ကြီးဗိုလ်ချုပ်အောင်မင်းကပြောသွားခဲ့ပါတယ်။တရုတ်ကြောင့်ဆင်အာနာသိန်းခေါင်းဆောင်မအားကလာရှုကိစ္စမှာတရုတ်မကောင်းကြောင်းမပြောဖို့ကျေးဇူးရှင်တရုတ်ကိုမစော်ကားဖို့စစ်ကောင်းဆောင်မအားလာက AP 20ကတမိုင်းဝင်ပြောခဲ့တာပါ။တရုတ်ရဲ့ညှိနှိုင်းပေးမှုကြောင့်လာရှုမျိုးကိုပြင်ရခဲ့တဲ့အတွက်ပြန်လည်တိဆောက်ရေးကာလမှာ တရင်တစ်ဖက်တွေအနေနဲ့တရုတ်မကောင်းကြောင်းမပြောကြဘူးနဲ့ကျေးဇူးရှင်ကိုမစော်ကားဘူးစစ်ကောင်းဆောင်ကတတိပီးပြောကြလိုက်ပါတယ်။ AB20 ရက်ကပြင်းလွင်တက်နေမှာပြုလုပ်တဲ့အစည်းအဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောဆိုခဲ့တာဖြစ်ပြီးလာရှုမြို့အတွင်တက်နေရချရေးကိစ္စမှာတရုတ်ကိုယ်စားလှယ်ဥဆောင်နေတဲ့ကိစ္စကိုဝင်းရောက်ဆွတ်ဖက်ပြောဆိုတာမလုပ်ကြဘူးပြောဆိုခဲ့တာလို့လာပါခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောကြားခဲ့ပါတယ်။ လာရှိုးကိစ္စမှာတက်ကမကြည်နဲ့တဲ့သူတွေရှိတယ်။လာရှိုးကိုတရုတ်ကအုပ်ချုပ်နေတယ်လို့ခံစားရလို့တခုခုဆိုတရုတ်ကိုအကြောင်းကြားပြီးမှလောက်ရမယ်ဆိုတော့ဝေဖန်သူတွေလည်းရှိနေချင်းမဟာလကတရုတ်ကိုမဝေဖန်ဖို့ကျေးဇူးရှင်ကိုမစော်ကားဖို့ပြောလိုက်တာပါ။တရုတ်ပြည်မနောက်ဆုံးနေတရုတ်ပြည်မနရတိဟာပတိကမွန်ဂိုတပ်များမြန်မာနိုင်ငံကို ခြိလာချိန်မှာငဆောင်ချမ်းအရမခုခံတိုက်ခိုက်စေတယ်။ မူကိုတက်တွေပကံကိုဆက်လက်ချီတက်လာတဲ့အခါသားတော်ကြီးရှီယာပတိန်ကိုတင်းချောင်းနေမွန်ဂိုတို့ပကံမတက်ဆုပ်ကြောင်းကြလင်ပကံတို့ပြန်လေတယ်လန်ခီဖြစ်တဲ့ပြည်မျိုးမှာငယ်စဉ်အခါကဝက်လက်ခိုးမှသားလိုကြီးစားအခေါ်ပြုခံခဲ့ရတာကိုမချေနဲ့တဲ့သားတော်ပြည်စားတိဟသူကနန်းလူပြီးဓာယူမြီလောလှမ်းယူမြီလောအစိတ်ယူမြီလောဆိုရမှာအစိတ်ပါတဲ့ပွဲတော်ထမင်းကို မလွန်ဆန်နိုင်ပဲတဲခင်းစားသုံးခဲ့ရပြီးနေရွာဆန်ကန်တော်ဂုံခဲ့ရပါတယ်။တရုတ်ကြောက်ဆရာနာရှင်တို့နောက်ဆုံးနေ့တဖြည်းဖြည်းလာချေပြီလေဆိုတဲ့ဆန်နီယာလှထွတ်တခြင်းလိုပဲအာနာရှင်ကြဆုံးခန်းကနီးနီးလာပေပြီ။ငါးသိန်းထိရှိတဲ့တက်ကြီးကိုပြိုင်တိုက်လို့နိုင်မည်လားဆိုပြီးပြောခဲ့ကြတာနော်။2021 February အာနာသိန်းအပီမက်လ29မှာအပြုတ်တိုက်မယ်လို့မအာလာကပြောခဲ့တာ။ မက်ရှလာ24ကလေးလီဖြစ်သွားပြီလေဒါပေမဲ့ PDF ကကြီးကြီးလာနေတာအေယာမာကြီးဖြစ်နေပြီ PDF များအင်အားကြီးမှလာသဖြင့်တတိထားကြရန်ဒုစစ်ကောင်ဆောင်ပြောပြီနော် AB 20ရက်ကနေပြည်တော်မှာဒူးချုပ်ရှိုးဝင်က PDF တွေအင်အားကြီးထွက်လာတာကြောင့်တရင်တပ်ဖွဲ့တွေတတိထားဖို့နဲ့ရန်သူကိုအထင်မသေးဖို့ပြောလိုက်တာပါစစ်တပ်မှာမုံရင်ကကြွေးရတာများများလာပြီအလန်းချူတွေတလူလူနဲ့ တက်တော်ဦးစီမျောလိုက်ပြန်တော့အလံဖြူရီတလူလူပေဖြစ်နေပြီအရင်ကဆိုတယင်းမူတိုက်ပွဲကြတာက ကြားတော်မကြဘူးဘူးအခုကတယင်းမူကြတာတွေကယိုးနေပြီဗျူဟာမူတွေလည်းတဖြုတ်ဖြုတ်ကျွေးနေပြီတက်မမူတွေတော့အဖြူခံလာနေရတဲ့အခြေဆိုင်ပြီလောက်တနက်တူမီတွေနဲ့ဆလာတဲ့ PDF တက်တွေကစကမ်းသိမ့်ညို့သိမ့်တွေလောက်တာကိုခံနေရတဲ့စစ်ကောင်စီတွေဖြစ်လာနေပြီ။ တသားတက်မှုတွေရဲ့စိတ်တက်တွေကရိုင်းနေနေပြီလေ။ဒါကြောင့်လဲလာရှိုးကိုပြန်သိမ်းပြီးဖို့တရုတ်ကိုတောင်းမှန်ထိုးရှိုးအားကိုးနေရတဲ့ဘဝရောက်လာနေပါပေါ့။တရုတ်ကြောင့်မင်းမအားလာတို့နေဝင်ချင်းနီးလာနေပါပြီ။မဝေးတော့ပါဘူး။ဆိုင်းဆရာကြီးဥအောင်သိန်းရေးခဲ့တဲ့ကြပြားလေးတဲကလိုပဲတရုတ်ကြောင့်ဆရာနာရှင်များ အရှုံးနဲ့ဖက်လုံးကြရပြီတော့မြည်။လှံကိုတုထားဓာတ်ကိုတုငင်တို့ဝင်တို့ထွက် တို့တက်တို့ခွာစစ်ပညာကိုကြည်စွာတက်မြောင်ကျွမ်းကျင်လေပြည်သူနှလုံးမသိမ့်ကျုံသောပြည်သူခွန်အားမကူဆသောဓာသွာကြွေကြွေလှန်သွာခွေအံ့